ိုယ်ပိုင်အလုံးလုံးနိုင်အောင်ကြိုးစားပါကျွန်တော်တို့တွေဘာလို့မချမ်းသာကြတာလဲဆိုတာဒီတကားအတူတူလေ့လာကြရအောင်လူတိုင်းကဘဝမှာချမ်းသာချင်ချင်လူကြီးပါပဲမိတ်ဆွေတို့အနေနဲ့မယုံဘူးဆိုရင်လူတွေကိုဟိုက်မေးကြည့်လိုက်ပါ69ရာခိုင်နှုန်းဟာ ချမ်းသာခြင်းကြရဲသူပေကြီးပါပဲဒီလိုချမ်းသာခြင်းနဲ့စိတ်ဆန္ဒလေးရှိနေုံနဲ့တကယ်ချမ်းသာသွားမယ်ဆိုရင်မိတ်ဆွေတို့အနေနဲ့စေရတာဆိုတာကြားလိုက်တယ်မှာသွားကြည့်ရမယ်အနေထားတွေဖြစ်သွားနိုင်တယ်ဒီလောက်ဆိုရင်မိတ်ဆွေတို့သဘောပေါက်မှာပါကျွန်တော်တို့မှာချမ်းသာခြင်းနဲ့ ဆန္ဒလေးတစ်ခုရှိရုံနဲ့မပြီးသေးဘူးဆိုတာကိုကျွန်တော်တို့ကချမ်းသာခြင်ချရတယ်။ဒါပေမဲ့မချမ်းသာခြင်ချဘူး။ဘာကြောင့်လဲ။ကျွန်တော်တို့ကငွေကြေးနဲ့ပတ်သက်လာရင်ကိုယ်ပမာဏကိုပဲကိုနားမလဲကြလို့ပါ။ငွေကိုဘလို့သုံးရမလဲဆိုတာကိုကောင်းကောင်းသဘောမပေါက်သေးကြဘူးပေါ့။တနည်းပြောရရင် ငွေကြေးစီမံခန့်ခွဲမှုညံ့ဖျင်းတာပါဒေထအစိုးဝါတာကလူအများစုကလက်တွေ့မကြတဲ့စိတ်ကူးထားတဲ့ဘဝမှာပြပြနေကြရင်နောက်တစ်ခုကအစိမ့်ကိုကြော်ပြီးတွေးလိုက်တာပါဒါကဘာလဲဆိုတော့လက်ရှိ ကိုလုံးနေတဲ့အလုပ်ကိုမေ့ပြီးအခြားနယ်ပယ်တစ်ခုမှာအတွေးလုံနေခြင်းပါ ဥပမာကိုကလငါစားအလုတ်တမားတယောက်ပဲဆိုပါတော့ဒါဆိုရင်အရင်ဦးဆုံးစဉ်းစားရမှာကချမ်းသာဖို့မဟုတ်ဘူးဒီလိုအလုတ်တမားဘဝနဲ့လွန်မြောက်ဖို့စဉ်းစားရမှာပါသူတပားရဲ့လာစာနဲ့ချမ်းသာဖို့စူးစမ်းတာကတော့ဆောလုံးပါဒါကြောင့်ကိုယ်ပိုင်အလုတ်တစ်ခုစတင်ဖို့အတွက် ပထမအဆင့်အနေစဉ်းစားပါစ조사ပါပြီးမှချမ်းသာဖို့အတွက်ထပ်စဉ်းစားပြီးတော့နည်းလမ်းအသစ်ရှာပါဒီနေရာမှာတခုပြောချင်တာကတော့အလုပ်တစ်ခုစတင်တဲ့နေရာမှာကြီးကျယ်ပြီးတော့ခန္ဓာခေဝါနေဖို့မလိုဘူးကိုယ်နဲ့ကန့်နေပြီးတော့နေစနဲ့ကြဖို့သာအဓိကပါဒီလိုနဲ့စတင်တဲ့အချိန်မှာကိုကိုယ်တိုင်ကလည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိဖို့စူးစမ်းအားထုတ်မှုရှိမှဖြစ်မှာပါလေလိုမဟုတ်ပဲငါတော့လှုပ်တာပဲလေဖြစ်တယ်မဖြစ်တာတန်ကြမ်းမှာပါဆိုပြီးကံကောယုံမဲ့ဖွဲ့နေလို့မရဘူးကံကောင်းလို့ဆိုပြီးထိုင်နေရင်ရှေ့မှာရွှေအိုးကြီးပေါ်လာတယ်ဆိုတာရှေ့ရှေ့တုန်းကတာတကားတွေနဲ့ စိတ်ကူးရင်ဆန်ဆန်ဒဏ္ဍာရီပုံမြင်ထဲမှာပဲရှိခဲ့တာပါလက်ရှိမြမောက်ခင်မှာတော့ဒီလိုဖြစ်လာဖို့ဆိုတာအိမ်မက်ထဲမှာတော့တကယ်ခဲရင်ပါလေဒါကြောင့်စိတ်ကူးမရင်နဲ့လက်ရှိအခြေတွေကိုရင်ဆိုင်နိုင်အောင်စူးစမ်းပါမိတ်ဆွေတို့အနေနဲ့အချိန်ရဲ့တိုက်စားမှုကိုခံနိုင်ရင်မရှိပဲစိတ်ပြတ်ဆွဲလျှော့ ိုက်ခြင်းဟာကံကောင်းခြင်းတွေကိုမြင်းပယ်လိုက်တာမျိုးဖြစ်သွားနိုင်တာပါ။ဒါကြောင့်စိတ်ရှည်တိကံတက်ဖို့ပဲလိုပါတယ်။ကျွန်တော်ရဲ့အဓိကအားနဲ့နာချက်ပါလဲဆိုတော့အားနဲ့ချက်ကပါလဲဆိုတော့လူတိုင်းကနှက်ပြီးရောက်ချင်းကြတယ်။ခက်နေတာကတခုကဘယ်သူကမှမတည်ခြင်းရအောင် ဟုတ်ပါတယ်ကျွန်တော်ရဲ့မချမ်းသာရခြင်းကြောင့်ကလည်းဒါပါပဲပါဇက်ကချမ်းသာခြင်းရဲ့ချမ်းသာခြင်းပါတယ်ဆိုတာပြောနေကြတယ်ကိုကိုယ်တိုင်ကစူးစမ်းအားထုတ်မှုရှိဘူးဒီကြားတဲ့သူတို့ကမနဲ့မိုးလင်းလို့အိမ်သာတက်ရင်ရွှေထွက်ချင်ကြရင်ဒီလိုအတွေးတွေကြောင့် ကျွန်တော်တို့ကမချမ်းသာကြရတာပါဒါကြောင့်ကျွန်တော်တို့အနေနဲ့သူတပါးကိုမေကွန်ထုတ်မဲ့အစားပိုကိုယ်တိုင်မေကွန်ထုတ်ပြီးပြောင်းလဲတဲ့အမှုချင်းတွေကိုအပြောင်းလဲလိုက်ခြင်းဟာကံကောင်းခြင်းဟာကျွန်တော်တို့နဲ့ရှိရှိတဲ့မှာဆက်ဆောင်နေပါပါညနေလေးဒီဗီဒီယိုလေးကိုလူတည်များအောင်ညနေလေး share ပေးလိုက်ပါအောင်ညာ